တစ်ခုခုကိုခွဲချင်းစိတ်ဖြာရောမယ်ဆိုရင်တုံးလို့ရတဲ့ပုံစံနှစ်မျိုးရှိပါတယ် divided in ရယ် divided into ရယ်ဘာကွာလဲနှစ်ပိုင်းအညီအမျှခွဲတယ်ဆိုရင် divided in သုံးရပါတယ်ဒါဆိုရင်ဒီပုံလေးရဆိုလို့ရှိရင်ဒီမှာဒီဘက်ဘယ်ဘက်ကဒီဘိုင်းနဲ့ညာဘက်ကဒီဘိုင်းခွဲလိုက်ပါတယ် a divided in မှာနောက်မှာ half ထည့်ပြောလဲရတယ်မပြောလဲရတယ်ဒါမို့ဒီနေရာမှာ divided in two ထည့်ပြောလဲရတယ်မပြောလဲရတယ် divided in ဆိုတာနဲ့ဟိုဒါအညီမြနှစ်ပိုင်းဆိုတာအကုန်လုံးကနားလည်ပြီးပါပြီဒါဆိုရင်နှစ်ပိုင်းမဟုတ်ဘဲနဲ့အပိုင်းပေါင်းများစွာထပ်ပြီးတော့ခွဲတယ်ဆိုရင်တော့ဘယ်လိုပြောမလဲဒီမှာပြထားပါတယ် divided into many parts ဒါကတော့ဒီဘက်ညာဘက်အချမ်းအပိုင်းလေးကိုပြောချင်တာပါတော့ဒါလေးရဲ့ကြောက်ပြားလေးတစ်ချက်ဆိုခဲ့ရင်ကျွန်တော်တို့ကစေးချယ်မယ်ဆိုပါတော့ပထမဆုံးကတော့မဘလို့လဲအပိုင်းနှစ်ပိုင်းအညီမြခွဲလိုက်ပါတယ် divided in မှာ ပြီးတော့မှညာဘက်အချမ်းလေးကိုအပိုင်းပေါင်းများစွာထပ်ပြီးတော့ခွဲလိုက်ပါတယ် divided into နားလည်မလို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ် summit english ဖြစ်ပါတယ် youtube မှာ like share and subscribe လုပ်ခြင်းအပြင်ဒီလိုသင်ခန်းစာလေးတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ် see you in the next video